မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဒေါနာတောင်ပေါ်မှာစစ်ကောင်စီရဲ့အောင်စည်းရစစ်ကြောင်းနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့မေလ26ရက်နေ့ညပိုင်းကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ26ရက်နေ့ည10:00နာရီခန့်ကစပြီးတော့ဒေါနာတောင်ပေါ်မှာရှိတဲ့အောင်စီရစစ်ကြောင်းရှိရာဖျားကုန်းအနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကမစ်ဆိုင်းဒုံးများနဲ့အဆက်မပြတ်ပစ်ခတ်နေတယ်လို့ကရင်စီရေးသတင်းအရင်းမြစ်ကပြောကြားထားပါတယ်။နားထောင်ရတဲ့အတန်ကတော့မစ်ဆိုင်းအတန်တွေပဲအတွဲလိုက်ကိုတပြုံးပြုံးနဲ့ဆိုပြီးတော့ဖျားကုန်းနားမှာချနေကြတာလို့ကရင်စီရေးသတင်းအရင်းမြစ်ကပြောကြားထားပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာအနီးရောက်ရှိနေတဲ့သူတို့ကလည်း ဒေါ်လာရဲ့အဖွဲတွေကဝင်ချနေတာထင်တယ်။ဟိုဘက်ကလည်းအတွဲလိုက်တွေနဲ့ချနေတာ။မိုးကလည်းအရန်ရွာနေတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်မြဝတီမြို့ကန်တို့ကလည်းလက်နက်ကြီးပစ်ခတ်တမ်းများအဆက်မပြတ်ကြားနေရကြောင်းလူမှုကွန်ရက်မှာရေးသားနေကြပါတယ်။အဲ့ဒီလက်နက်ကြီးပြခတ်တမ်းများကိုထိုင်းနိုင်ငံမဲဆောက်မြို့ကလည်းအတိုင်းသာကြားနေရတယ်လို့မဲဆောက်မြို့နေမြန်မာတို့ကပြောကြားလာပါတယ်။မြဝတီမြို့ကိုစစ်ကူပို့ရန်အတွက်ဒူးချုပ်စိုးဝင်းကိုတိုင်းကိုယ်ခဲ့တဲ့ဆိုတဲ့နိုင်ငံတော်အဆင့်အောင်စေရစစ်စင်ရေးလို့နာမည်ပေးပြီးတော့ အိမ်အားကိုယာထောင်ချီအသုံးပြုတဲ့စစ်ကြောင်းဟာအေပီလ9ရက်နေ့ကနေစပြီးဖအံနဲ့မော်လမြိုင်ကနေခြိတက်ခဲ့ကြတယ်လို့သိရပါတယ်၄ရက်နဲ့မြောက်ရီကိုအရောက်ခြိတက်မယ်လို့ကြွေးကြော်ခဲ့တော်လဲရက်ပေါင်း90ကြာတဲ့အထိကိုဒေါနာတောင်ပေါ်မှာတောနောရေတကွန်အကျော်ဖျားကုန်းမှာရှေ့ဆက်မတိုးနိုင်မဲနဲ့ပိတ်မိနေခြင်းဖြစ်တယ်လို့သိရပါတယ်မေလ23ရက်နေ့ကလည်းဒေါနာတောင်ပေါ်မှာမွေးမြူရေးဇုံအနီးမှာရှိတဲ့စစ်ကောင်စီစစ်ကြောင်းကိုအမှတ်37ဘျူဟာလောက်ခန့်ငကားဖြူစစ်ကြောင်းကြားဖြူစစ်ကြောင်း multi router drone တပ်ဖွဲ့ fixed wing drone တပ်ဖွဲ့နဲ့ robin hood rocket အဖွဲ့တို့ကပူးပေါင်းပြီးတော့ rocket ၆လုံးနဲ့ပြည့်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားများအပါအဝင်၎င်းတို့ရဲ့လက်နက်ကြီးများထိမှန်ပျက်စီးခဲ့တယ်လို့ကြားဖြူစစ်ကြောင်းကမေလ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ဒေါနာတောင်ပေါ်နဲ့ concrete မြို့မှာရှိတဲ့စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကိုတိုက်ခိုက်ရန်ကရင်အမျိုးသားအစည်းအရုံး KNU က KNLA နယ်မြေခံတိုက်ရဲများကိုထုတ်သုံးပြီးတော့အင်အားဖြည့်မယ်လို့တောင်ပိုင်းတိုင်းအမှတ်37ဗျူဟာလောက်ခံကြားဖြူစစ်ကြောင်းကဒုစစ်ကြောင်းမှု ဗိုလ်မှူးကျော်ဟင်းကပြောဆိုခဲ့ပါတယ်အောင်စီရစစ်ကြောင်းကိုတောင်ပိုင်းတိုင်းအမှတ်32ဘူဟာကဥဆောင်ပြီးတော့ KNLA Cobra ကျက်တက်နဲ့ Venom စစ်ကြောင်းတို့ကအဓိကတိုက်ခိုက်နေပြီးတော့အမှတ်32ဘူဟာကကြားဘူ SOG အပြင်တခြားစစ်ကြောင်းများကလည်းပူးပေါင်းတိုက်ခိုက်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံကရင်နယ်ခြားဆောင်တပ်ဖွဲ့ BGF ကထိန်းချုပ်ထားတဲ့နယ်မြေအတွင်းက ကြားဖြတ်လုပ်ငန်းများကနေပြီး20 American Dollar 3.8 billion လိမ့်လည်နေပြီးတော့ BGF ကဒေါ်လာတန်း900ကျော်ရရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံမူကြီးစောချက်သူဦးဆောင်တဲ့ BGF အတွက်အကြီးမားဆုံးအမျက်ငွေဟာတရုတ်ရာဇဝတ်ဂိုင်းများကြောထောက်နောက်ခံပြုထားတဲ့ online casino နဲ့ online ကြားဖြတ်လုပ်ငန်းများကဖြစ်တယ်လို့သိရပါတယ်။ BGF ထိန်းချုပ်ထားတဲ့ online ရာဇဝတ်ဂိုင်းများက20 American Dollar 3.8 billion ရရှိနေပြီးတော့ BGF က American Dollar တန်း900ကျော်ရရှိနိုင်တယ်လို့ US Institute for International Peace USIP ကမြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ Jason Tower ကပြောဆိုကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်ရဲ့နှိမ်နှဲမှုများကြောင့် online ငွေလိမ်လည်ခိုင်းများကြားဖြတ်လုပ်ငန်းများဟာကရင်ပြည်နယ်ကိုရွှေ့ပြောင်းနေပြီးတော့စစ်တပ်လက်အောက်ခံနေကြားဆောင်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူမုတ်တုံတင်ဝင်းစိုင်းကျော်လှ Roger King တို့ကအဓိကပါဝင်ပတ်သက်သူများအဖြစ်နဲ့ American United States Institute of Peace USIP က ဧပြီလ22ရက်နေ့မှာအစီရင်ခံဖော်ပြထားပါတယ်တရုတ်နိုင်ငံရဲ့အရေးယူမှုများကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တရုတ်မြန်မာနယ်စပ်တခြားမှာရှိတဲ့ online ငွေလိမ်လည်ခိုင်းများဟာလုပ်ငန်းများကိုပိတ်သိမ်းကာကျင်းပြည်နယ်ဘက်ကိုရွှေ့ပြောင်းနေကြတယ်လို့သိရပါဗျ။ online ငွေလိမ်လည်တဲ့ အစုအဖွဲ့တချို့ကလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတို့မှာပြန်လည်စုစည်းတီထောင်ကြပြီးတော့တချို့ဟာရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မှာရှိတဲ့ UWSA နဲ့မိုင်းလာအဖွဲ့များထိုင်းချုပ်ထားတဲ့နေရာများမှာလုပ်ငန်းများကိုပြောင်းရွှေ့လုပ်ကင်ကြတယ်လို့သိရပါဗျ။သို့သောအများစုသောအွန်လိုင်းငွေလိမ်ခိုင်းများဟာထိုင်းမြန်မာနယ်စပ်တရင်ပြည်နယ်ကိုရွှေ့ပြောင်းကာစစ်တပ်လက်အောက်ခံ BGF တပ်များကအကာအကွယ်ပေးခဲ့တယ်လို့သိရပါဗျ။ကရင်ပြည်နယ်မှာရွှေ့ပြောင်းနေတဲ့အွန်လိုင်းငွေလိမ်ခိုင်းများက အမေရိကန်နိုင်ငံကိုပြတ်မှတ်ထားလာပြီးတော့အမေရိကန်အစိုးရအနေနဲ့မြန်မာအင်းနီးချင်းနိုင်ငံများနဲ့အတူနိုင်ငံပေါင်းစုံပါဝင်တဲ့ရာဇဝတ်နှိမ်နှင်းရေးအဖွဲ့များကိုဖွဲ့စည်းရန်တိုက်တွန်းရမည်ဖြစ်ကြောင်းကို USIP ကအကြံပြုထားပါတယ်။2023ခုနှစ်မေလကနေပြီးတော့2024ခုနှစ်ဇန်နဝါရီလအတွင်းရှမ်းပြည်မြောက်ပိုင်းကိုကတ်မိုင်းလာနဲ့ဝါပြည်နယ်များမှာရှိတဲ့နယ်စပ်တလျှောက်ကငွေလိမ်ဂိုင်းများကိုတရုတ်နိုင်ငံကအရေးယူခဲ့တယ်လို့သိရပါတယ်။ ပြည်ထောင်နိုင်ငံရဲ့သဘောတူညီချက်နဲ့ MNDAA နဲ့မဟာမိတ်တပ်များကစစ်တပ်လက်အောက်ခံကိုကန့် BGF များကိုမောင်းထုတ်နိုင်ခဲ့ပြီးတော့စစ်တပ်စခန်းပေါင်းရာပေါင်းများစွာကိုလည်းသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တရုတ်ကဖမ်းဆီးခဲ့တဲ့ကိုကန့် BGF ခေါင်းဆောင်များကိုစစ်ဆေးမေးမြန်းမှုကနေရရှိတဲ့အချက်အလက်များအပေါ်အခြေခံပြီးတော့မြန်မာစစ်တပ်ကအကြီးတန်းရာရှိများကိုဖမ်းဆီးအရေးယူရန်တရုတ်အာဏာပိုင်များကမြန်မာစစ်ကောင်စီကိုဖိအားပေးနေတယ်လို့သိရပါတယ်။ကရင်ပြည်နယ်အတွင်းမြောက်ရီမြို့အနီးတစ်ဝိုက်ကငွေလိမ်ခိုင်းများနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံသား 900ကျော်ကိုပြန်လည်လက်ခံရေးအတွက်တရုတ်အာဏာပိုင်များကမြန်မာစစ်ကောင်စီထိုင်းအာဏာပိုင်များနဲ့အတူပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ရှမ်းပြည်မြောက်ပိုင်းမှာလိုမျိုးငွေလိန်ဂိုင်းနဲ့ပတ်သက်တဲ့ကရင် BGF ခေါင်းဆောင်များတခြားပြည်သူစစ်ခေါင်းဆောင်များကိုတော့ဖမ်းဝရမ်းထုတ်ချက်မရှိခဲ့ဘူးလို့သိရပါတယ်။လက်တလုံးမှာကရင်ပြည်နယ်မှာတရုတ်များဥဆောင်တဲ့ online ငွေလိန်ဂိုင်းများကြီးထွားလာနေတယ်လို့သိရပါတယ်။ online ငွေလိန်ဂိုင်းများကိုလက်ခံရမှာ BGF ရဲ့အဓိကခေါင်းဆောင် ၃ဦးကအဓိကပါဝင်နေတယ်လို့ USIP ကပြောဆိုခဲ့ပါတယ်။ KNA အသွင်ပြောင်း BGF ရဲ့အဓိကခေါင်းဆောင်ပုံကို၃ဦးဖြစ်ကြတယ်။ဘုံမူကြီးစောချက်သူဘုံမူမုတ်တုံနဲ့ဘုံမူတင်ဝင်းတို့ဟာတရုတ်အွန်လိုင်းငွေလိမ်ခိုင်းများကိုလက်ခံရမှာအဓိကပါဝင်သူများဖြစ်တယ်လို့သိရပါတယ်။ဘုံမူတင်ဝင်းကတရုတ် ရာဇဝဲခိုင်းများအတွက်ထိုင်းနိုင်ငံကလျှက်စစ်မီးနဲ့အင်တာနက်လိုင်းရရှိရေးအတွက်ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။စောချက်သူနဲ့အတူဘုံမူတင်ဝင်းက တရုတ်ငွေလိမ်ခိုင်းများကအကျိုးအမြတ်များစွာနဲ့ထောက်ပံ့မှုများကိုစူးစီးရယူပေးနေတယ်လို့သိရပါဗျ။ဒါ့အပြင်နာမည်ဆုံးနဲ့ကြော်ကြားနေတဲ့ KK Pub Project ဟာ American လူမျိုးများကိုပြစ်မှတ်ထားတဲ့ဘိန်လေလေပြားမှုမှာကြီးကြီးမားမားပါဝင်နေတယ်လို့သိရပါဗျ။ BGF ဗိုလ်မှူးတင်ဝင်းဟာကွာညာ Project မှာ KNL က Roger Ken နဲ့အတူပါဝင်ခဲ့တယ်လို့ USIP ကဖော်ပြထားပါဗျ။ Online ငွေလိမ်ခိုင်းများလဲပတ်နေတဲ့နေရာများမှာအလွန်အမင်းလူခွင့်ရေးချိုးဖောက်မှုများရှိနေပြီးတော့ဒူဗိုလ်မှူးကြီးမုတ်တုံဟာလည်း ်စောချက်သူဒန်းတို့အ धिक ပါဝင်ဥဆောင်နေတဲ့သူဖြစ်တယ်လို့ဖော်ပြထားပါတယ်ဒါအပြင် DKB ကစိုင်းကျော်လာကလည်းကြားဖြတ်လုပ်ငန်းများမှာအ धिक ကျူးလွန်သူအဖြစ်နဲ့ပါဝင်နေတယ်လို့သိရပါတယ်စိုင်းကျော်လာဟာချန်ပီယံနယ်မြောက်ပိုင်းကဖြစ်ပြီးတော့အရင်ကရာဇဝဲမှတ်တမ်းရှိခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်၎င်းဟာ2010ခုနှစ်မှာကရင်ပြည်နယ်ကိုပြောင်းရွှေ့နေထိုင်ပြီးတဲ့နောက်မှာ DKBA ခေါင်းဆောင်ဗိုလ်မှူးချုပ်အဖြစ်နဲ့ပေါ်ထွက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းကတရုတ်မာဖီးယားဂိုင်း Trans Asia International Company ကို တရုတ်နိုင်ငံစီဟန်နော့ခ်ဗီလ်မှာမဲဆောက်ကို2020ခုနှစ်မှာပြောင်းရွှေ့စေခဲ့ပြီးတိုက်ချန်ဇုံကိုထူထောင်ခဲ့တယ်သူဖြစ်တယ်လို့သိရပါဗါးအဲ့ဒီငွေလင်းလေခိုင်းများတရှိရာဇုံဟာတောင်ရဲမြကန်ဘေးကထိုင်းဘက်ချမ်းမှာရှိတဲ့ဝါချန်ခိုက်အထိကိုကျယ်ပြန့်လာတယ်လို့သိရပါဗါး2023ခုနှစ်အစောပိုင်းမှာလုပ်ငန်းများအလွန်အမင်းကြီးထွားလာတယ်လို့သိရပါဗါး online ငွေလင်းလေဂိုင်းနဲ့ဆက်ဆက်နေတဲ့ KNL ပုတ်ကိုဟာ KNU တမဟာခွနဲ့ကစောရောဂျာခင်ဖြစ်တယ်လို့သိရပါဗျ။ KNU တမဟာခွနဲ့ကအကြီးတန်းအရာရှိရောဂျာခင်ဟာနာမည်ဇိုးနဲ့ကြော်ကြတဲ့ဝါညာစီမံကိန်းမှာပါဝင်ပတ်သက်နေတဲ့အဓိကပုတ်ကိုဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစီမံကိန်းမှာ BGF ဘုံမူတင်ဝင်းလဲပါဝင်တယ်လို့သိရပါဗျ။ရောဂျာခင်ဟာ KK Park ရောဂျာမှာပါဝင်ပတ်သက်နေတယ်လို့ဆိုထားတော့လဲ ်တက်တည်မရှိသေးဘူးလို့သိရပါတယ်။ Roger King ဟာ DKBA နဲ့ပူးပေါင်းဆောင်ရွက်တဲ့ Trend Asia International Company ကိုထိန်းချုပ်တဲ့တရုတ်မာဖီးယားအဖွဲ့နဲ့အဓိကပူးပေါင်းလုပ်ကိုင်နေကြောင်းကိုလည်းဖော်ပြထားပါတယ်။ကရင်ပြည်နယ်မှာရှိတဲ့လိန်လေတဲ့အဖွဲ့အစည်းအများစုဟာစောချစ်သူရဲ့နေကြားဆောင်တပ်ဖွဲ့ထိန်းချုပ်နယ်မြေများမှာလဲပတ်နေပြီးတော့ယခုအခါမှာ BGF ကို KNA အဖြစ်နဲ့အမည်ပြောင်းထားတယ်လို့သိရပါတယ်။တပ်ဖွဲ့ဝင်အင်အား၈000ကျော်နဲ့အင်အားကောင်းတဲ့ BGF KNA ကို KNU နဲ့စစ်တပ်ကပါတိုက်ရိုက်ပြိပခဖြစ်ပွားရန်ဆန္ဒမရှိဘူးလို့ USIP ကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ကပ္ပစ၁၈တပ်ထဲမှာတက်ချက်ကြီးအောင်မျိုးသူဆိုသူကိုတည်ရင်မှုဗိုလ်ကြီးနဲ့လုံခြုံရေးအရာရှိများကထိုးချိတ်ရိုက်နှက်ကြတဲ့အတွက်ပေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တက်ခွဲတက်ချက်ကြီးအောင်မျိုးသူကိုတည်ရင်မှုနဲ့လုံခြုံရေးအရာရှိများကဝိုင်းပြီးတော့ ထိုးချိတ်ရိုက်နှက်ကြပြီးတော့လုံချော်ရေးကင်းပိုင်းကိုပြန်ပို့လိုက်တယ်လို့သိရပါဗါးနောက်နေမနက်ကျတော့အောင်မျိုးသူကကင်းထဲမှာတိတ်ဆုံးသွားပါတယ်အခုလိုတိတ်ဆုံးသွားတာကိုယောဂါကြောင့်တေတာဆိုပြီးတော့စစ်စစ်ချက်ထွက်ထားပါတယ်တကယ်တော့အောင်မျိုးသူကအထက်ရာရှိများထိုးချိတ်ရိုက်နှက်မှုကြောင့်ဒဏ်ရာများစွာနဲ့တေသွားတာပါလို့တက်တွင်းနီးစပ်တဲ့ပြည်သူတို့ကသတင်းပေးပို့လာပါတယ်တက်တွင်းထဲမှာလည်းတက်ပြေးတွေများနေပါတယ်အဲ့ဒါကိုရာရှိပိုင်းတွေကဖုံးကွယ်ထားပါတယ်တက်တွင်းထဲမှာလည်းမိသားစုရှိတဲ့လူလောက်ပဲကြံတော့တာပါတက်တွင်းစီလုံးမှုကအတော်လေးကိုပြတ်ပြားနေပါတယ်လို့ တပ်တွင်းဖျဲသည်တို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့နယ်မှာမိုဘိုင်းဖုန်းအတွင်းမှာ PDF နဲ့ဆက်သွယ်ထားတဲ့ message တွေ့ရှိတယ်ဆိုပြီးတော့လူငယ်တအူးကိုအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့စစ်ခုံရုံးကတေတံချမှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ29ရက်နေ့ကရွှေဘိုအချင်းထောင်မှာဖမ်းဆီးခံထားရတဲ့ရွှေဘိုမြို့နယ်စိတ်ခွန်ကျေးရွာကဖိုးသားခေါ်ကိုနေလင်းဦးကိုအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့ပေဒံချမှတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းမှာဖိုးသားခေါ်ကိုနေလင်းဦးဟာရွှေဘိုမြို့ဘက်ကိုသွားတဲ့အချိန်မှာစစ်ဆေးရေးဂိတ်မှာစစ်ကောင်စီရဲ့စစ်ဆေးခြင်းကိုခံခဲ့ရတယ်လို့သိရပါဗျ။အခုလိုစစ်ဆေးတဲ့အချိန်မှာမိုဘိုင်းဖုန်းအတွင်းမှာ PDF နဲ့ဆက်သွယ်ထားတဲ့ message ကိုတွေ့ရှိမှုနဲ့ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။အဲဒီနောက်လေးလအကြာ AP လ29ရက်နေ့မှာ ပေတံချမှတ်ခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်သူ့ဖုန်းထဲမှာ PDF နဲ့ဆက်သွယ်ထားတယ်ဆိုတဲ့ message တွေ့တယ်ဆိုပြီးတော့စစ်စေးရေးဂိတ်မှာအဖမ်းခံရတာအဲ့ဒါလေးလအကြာမှာစစ်ကောင်စီတရားရုံးကတေတံချတာအယူခံဝင်ခွင့်ရှိတယ်လို့ပြောတယ်လို့မိတ်ဆွေတဦးကပြောဆိုခဲ့ပါဗျ။ရွှေဘုံမှာတေတံချမှတ်ခံရတဲ့ကိုနေလင်းဦးဟာအသက်28နှစ်အရွယ်ရှိပြီးတော့ PDF မဟုတ်ပဲတာမန်အရက်သားလူငယ်တဦးသာဖြစ်တယ်လို့သိရပါဗျ။ PDF တငယ်ချင်းတချို့နဲ့စကားဆက်သွယ်ပြောဆိုမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့နယ်ကောင်းတဲ့မြို့နယ်အများပြားမှာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့မြို့နယ်စစ်ကောင်းစီအရာရှိနဲ့အုပ်ချုပ်ရေးအဖွဲ့များကလူငယ်များရဲ့မိဘတွေစီကနေပြီးတော့ဝင်ညှစ်မှုများအကြီးအကျယ်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းအင်းစိန်မြို့နယ်အရှိဂျုံကုန်းရပ်ကွက်ကအုပ်ချုပ်ရေးမှုစောထူးပို့ခေါ်စောဝင်းလွင်က စစ်မှုထမ်းအပတ်စဉ်တခေါ်ယူတဲ့အချိန်က AP လကလည်းစစ်မှုမထမ်းကျင်တဲ့လူငယ်များရဲ့မိဘတွေစီကတအူးကိုငွေကျပ်3သိန်းရယူခဲ့ပြီးတော့စစ်မှုမထမ်းစီရေးလှုပ်ဆောင်ပေးခဲ့တယ်ဆိုပြီးတော့ငွေကြေးများကိုလိုက်လံတောင်းခံခဲ့တယ်လို့သိရပါတယ်။စစ်မှုထမ်းအပတ်စဉ်နှစ်ခေါ်ယူတဲ့အခါအခုမေလမှာလည်းရက်ကွက်အတွင်းမှာရှိတဲ့လူငယ်များရဲ့စရင်းနဲ့ဓာတ်ပုံများကိုရယူပြီးတအိမ်တက်တအိမ်ဆင်းစစ်မှုမထမ်းလိုပါကငွေကျပ်3သိန်းပေးရမယ်ဆိုပြီးတော့လိုက်လံတောင်းခံခဲ့တယ်လို့သိရပါတယ်။အရှိချုံကုန်းရက်ကွက်ဝက်ရှော့နှစ်မှာနေတဲ့အုတ်ချုပ်ရေးမှုစောထူးပိုခေါ်စောကွင်းလွင်က စစ်မှုထမ်းအပတ်စဉ်တပထမအကြိမ်မှာလဲစစ်မှုထမ်းကိစ္စနဲ့လူငယ်တအုပ်ကိုငွေကျပ်3သိန်းကျပ်တောင်းခံခဲ့တယ်စစ်မှုထမ်းအပတ်စဉ်2ဒုတိယအတုံးမှာလဲလူငယ်တွေကိုစရင်းနဲ့ဓာတ်ပုံတွေရယူပြီးတော့တက်ပြေးမလုံနဲ့လို့ပြောပြီးငွေ3သိန်းလိုက်တောင်းပြန်တယ်ငွေပေးရင်6လလောက်စစ်သည်ကိုလိုက်ဆရာမလို့ပဲအေးဆေးနေရမယ်လို့ပြောပြီးတော့ငွေတွေလိုက်ညှက်နေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲရန်ကုန်မြို့လေကောင်ငွေကြေးချမ်းသာတဲ့သူအများစုတည်ရှိရာပဇွန်တောင်ဘိုးတထောင်ကြောက်တရာဗပေးတန်းမြို့နယ်တွေမှာလည်း မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်အရာရှိဗိုလ်မှူးများနဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းပြီးတော့စစ်မှုထမ်းဥပဒေကိုအကြောင်းပြကာငွေကြေးတောင်းခံငွေညှစ်ယူမှုတွေအကြီးအကျယ်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အထူးသဖြင့်ပြည်ပနိုင်ငံတွေမှာပညာသင်ယူနေကြတဲ့လူငယ်များရဲ့မိဘများငွေကြေးချမ်းသာသူများကိုအဓိကပြစ်မှတ်ထားခံရပြီးတော့စစ်မှုထမ်းအပတ်စဉ်နှစ်မှာမဲပေါက်တယ်ဆိုပြီးတော့ပြည်ပမှာပညာသင်နေတဲ့တားတူစစ်မှုမထမ်းရရေးအတွက်ငွေကြက် 325သိန်းပေးလိုက်ရတယ်လို့သိရပါတယ်စစ်မှုထမ်းအပတ်စဉ်တင့်တဲ့နှစ်တုန်းကတပ်ဆိုင်ရာရက်ွက်တီထဲမှာအချမ်းသာဆုံးလူတွေရဲ့စည်ရင်းကိုရက်ွက်အုပ်ကြီးတွေကမြို့နယ်ကိုတင်ပြပြီးတော့လှူစားသွားကြတာပါစည်ရင်းနဲ့ပါလို့ငွေပေးလိုက်ရတဲ့သူတွေအများကြီးပဲသူတို့ရဲ့အဓိကပြတ်မှတ်က American, England, Aussie တို့လိုနိုင်ငံကြီးတွေမှာတွားရောက်ပြီးတော့ပညာသင်ကြားနေတဲ့သားသမီးတွေရှိတဲ့ချမ်းသာတဲ့သူတွေကိုအဓိကပြတ်မှတ်ထားတာ အပတ်စဉ်တစ်အတွက်တုန်းကဆိုရင်စီးပွားရေးသမားတဦးကသူ့သားနှစ်ဦးအင်္ဂလန်မှာကြောင်းတက်နေတာအတွက်ငွေချက်သိန်းကိုရာချီပြီးပေးလိုက်ရတယ် သူ့သားနှစ်ယောက်လုံးကစစ်မှုထမ်းဖို့မဲပေါက်တယ်ဆိုပြီးတော့ငွေညက်သွားတာအပတ်စဉ်နှစ်မှာလုပ်ငန်းရှင်တဦးရဲ့သားကစစ်မှုထမ်းဖို့မဲပေါက်တယ်စစ်မှုမထမ်းခြင်း325သိန်းပေးရမယ်ဆိုပြီးတော့တောင်းသွားတယ်လို့အဲ့ဒီဖြစ်စဉ်ကိုသိရှိတယ်စီးပွားရေးသမားတဦးကရှင်းပြလာပါတယ်လက်ရှိမှာစစ်မှုထမ်းအပတ်စဉ်3အတွက်ရန်ကုန်မြို့လေကောင်ကစီးပွားရေးသမားများရဲ့သားများစစ်မှုမထမ်းဆောင်ရရေးအတွက်ငွေညက်မှုများဇက်တိုက်ဖြစ်ပေါ်နေကပေါက်စင်းတောင်းသားတွေဟာလဲပို့ပြီးတော့မြင့်တက်လာတယ်လို့သိရပါတယ်ငွေကြေးချမ်းသာသူများရဲ့သားများစစ်မှုမထမ်းလိုပါကငွေကျပ် သိန်း900အထိတောင်းခံလာတယ်လို့သိရပါတယ်လူမျိုးခြားဘာသာခြားစီးပွားရေးသမားချမ်းသာတဲ့လူတွေဆိုရင်သူတို့သားတွေအတွက်ငွေကပိုတောင်းပေးရသေးတယ်ငွေပေးရပေမဲ့အတန်မထွက်သတင်းမကြားရတာကငွေညစ်ခံရတဲ့လူတွေကချမ်းသာတဲ့စီးပွားရေးသမားတွေဖြစ်တဲ့အပြင်အများစုကဘာသာခြားတွေဖြစ်နေလို့ပါအခုကအာဏာသိမ်းမှုကြားလေးလေးစီးပွားရေးထိခိုက်တဲ့အပြင်ကုန်စည်နှုန်းမြင့်တက်မှုတွေကြောင့်အဆင်မပြေတာတွေဖြစ်တဲ့အတွက်ကြက်တဲနေတဲ့လူတွေကအများစုဖြစ်လာတယ် အရင်ငွေတွေကလည်းမလဲတော့အခုစစ်မှုထမ်းအပတ်စဉ်၃အတွက်နာမည်ပါလို့ငွေညစ်ခံရတဲ့သူတွေကအတန်ထွက်လာတော့မှအပတ်စဉ်၁နဲ့၂တုံးကငွေညစ်ခံရတဲ့တတိတွေလည်းအခုမှရင်ဖွင့်လာကြတာလို့ရန်ကုန်မြို့လေကောင်မှာနေထိုင်တဲ့စီးပွားရေးသမားတို့ကရှင်းပြလာပါတယ်။စစ်ကောင်စီကတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ငွေကြေးတောင်းခံသူများအတွက်တိုင်ကြားနိုင်တယ်လို့ပြောဆိုထားတော့လေငွေကြေးချမ်းသာသူများဟာ၎င်းတို့ရဲ့အသားများစစ်မှုမထမ်းရရေးအတွက်လုံဆောင်ကြခြင်းဖြစ်တဲ့အတွက်မတိုင်ရဲကြဘူးလို့သိရှိရပါတယ်။ တဖေးတွေကတော့သူတို့ရဲ့သားတွေကိုစစ်မှုမထမ်းစေချင်တာလေဘဲတန်ရဲမလဲကြိတ်ခံရတာပဲအဲ့ဒီလိုငွေညစ်ခံရတဲ့အထဲမှာမွတ်စလင်တဖေးတွေလည်းတော်တော်များများပါတယ်လို့ UMFCCI ကစစ်ဝါရေးသမားတို့ကပြောဆိုခဲ့ပါဗါစစ်ကောင်စီက AP လာကစတင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်များလွှမ်းစင်ခေါ်ယူနေပြီးအပတ်စဉ်တစ်ခုကိုလူ9000ခေါ်ယူလျက်ရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။